ချစ်ခင်ရပါတော့မိတ်ဆွေများ အားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေရန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးမင်းသိန်းခါဤစာပလင်းနှင်းမောင်နှင့်ညကျွန်းသာဘောကမြောက်သုံးကောင်ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းရှိနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ရွှေဘော်လေးအချုပ်ခံရခြင်းရေချမ်းဤဖခင်ဦးတန်းမောင်မမအချိန်ရှိသည်၍အရက်တော့ခါမူး၍သာနေရတော့ဤတို့တို့မူလာပြီဆိုရင်လဲခொနဲ့အင်ကြားရှိအင်ကြားအတန်ပြဲကြီးဖြင့်အော်ဟစ်ကအလွမ်းတခြင်းများကိုဆိုရက်လေမြမြမမူမှတ်တတ်သောအရွယ်တို့ရောက်နေပြီဖြစ်သည်ဖြင့်အိုးအဖေကလည်းရှစ်ဆရာကြီးဟုတ်ပြောဆိုရက်လေတို့တို့ပြောဆိုသောခါ၌ဦးတန်းမောင်က ငါသမီးလေးတွေငါသားလေးတွေအချက်ရအောင်အဖေဘယ်တော့မှမလုပ်ပါဘူးကွာမင်းတို့အမေကသာမင်းတို့ကိုမျက်နှာငရအောင်လုပ်ခဲ့တာဟုတ်ငိုတန်ပါကြီးဖြင့်တောင်းပန်တတ်လေရွှေဘော်ကလေးမမွန်ကြောင်းမမမတတော်ပဲမိမိစိတ်တိုင်းကြနေကျင်တော်နေနေတော့ဤမြမြမာလဲမိခင်ကိုစားတိန်လုံးဤစာရေးတောင်းရေးချက်ရေးပြောရေးတို့ကိုစီမံရသောကြောင့်ကြောင်းမထွက်ရရလေတော့ဤ ရေကြမ်းမှာလဲဆိုင်ကိုကြိုးစား၍ထွက်နေရသောကြောင့်ကြောင်းမမှန်ပဲရှိလေတော့ဤနောက်ဆုံးတွင်သူသည်လဲကြောင်းထွက်လရလေတော့ဤတို့ရတွင်သူဤဆိုင်မှာအယောင်ဝဲလွင်စွာကြနေသောကြောင့်ဂုံပြည့်စည်းများဝယ်၍မတင်နိုင်ပဲရှိလေဤထို့သောဝယ်မတင်နိုင်သောကြောင့်ဂုံစုံဆိုင်ဘဝမှဂုံမစုံသောဆိုင်ဘဝသို့ရောက်ရှိသွားလေဤထို့ကြောင့်ဝယ်သူများသည်ဒီဆိုင်မှာမဝယ်ပါနဲ့ကွာပစ္စည်းလည်းမစုံပါဘူး ဟုပြောစကားရေချမ်းဤဆိုင်ကိုတနင်္လာမြရှောင်းကျင်ကြလေ။ဤသို့လျှင်အယောင်ဝဲကြာ၍နေတော်လဲရေချမ်းတို့သားဖတ်တစုသည်အယောင်ဝဲကြာ၍နေသောကြောင့်မစားမတော့နိုင်ပဲနေကြသည်မဟုတ်။နေစဉ်ဤဆိုင်မှဝင်သည်များသောငွေကလေးကိုမိကိုစားတော့နေကြရ၏။ထို့ကြောင့်ဆိုင်အတွက်ရှင်းရမည့်ငွေသည်နေသည်ထက်နေ၍လာလေတော့၏။ဤအတိုင်းရှိဆက်၍သွားပါမူလွင်စွာ အခက်အခဲတွေ့၍ဒုက္ခရောက်ဝဲရရှိထို့ကြောင့်ရေချမ်းသည်ဖခင်ဖြစ်သူအား ဆိုင်ဤအဖြစ်ပြအချိန်နှင့်မှန်ကိုပြောပြလေ၏တို့ရတွင်ချစ်သူဆုံး၍အယတမကြီး လုံလုံဖြစ်ကလောကကြီးကိုစိတ်ကုန်နေသောရေချမ်းဤဖခင်ကအဖေလည်းမလွတ်တတ်ဘူးမောင်ရေချမ်းကြီးငါသားကြီးပဲအကူပြစီကွာမင်းကောင်းမဲ့ထင်သလိုသာ စီမံပါမိညီမကလေးနဲ့မိညီကလေးကိုမင်းပဲရှာကြွေးပါဟုတ်ရေချမ်းဤပခုံးပေါ်၌ပင်တာဝန်များကိုပုံချလိုက်သောကြောင့်ရေချမ်းသည်ရှည်ရည်အတွက်စီမံရလေတော့၏သူသည်မနှက်ဈေး၌ ဇေယုံကြီးတဲ့တွင်အကြအနရောင်းနေသောဘဝမှနေကင်းတွင်ထွက်သောဇေတဲ့များသို့သွားရောက်ကအလူကျက်သွန်ငရုတ်သည့်စီဆန်းစသည်များကိုမြေကြီးပေါ်၌ဂုံဒီအိမ်များခင်းကပုံရိပ်ရောင်းရပြန်၏မနက်စေး၌လက်အတိတ်ကြီးတိတ်နေတော်လဲညနေစေး၌အောက်တွင် ပုံရောင်းသောကြောင့်ဆင်းရဲသူဆင်းရဲသားလက်လွတ်လက်စားများသည့်ရေချမ်းဤမြေကြီးပေါ်၌ပုံရောင်းသောဆိုင်ကိုနှိမ့်သက်ကြသည်ဖြစ်ရာ ရေချမ်းဖို့အသက်ရှူချောင်းလေတော့ဤ ရေရန်သည်ညနေစည်းတွင်ရောင်းရသောအမြတ်ငွေကလေးများကိုစုဆောင်းကာမနက်စည်းမှ၎င်း၏ဂုံဆောင်ဆိုင်ကို အားဖြည့်ရလေတော့၏မနက်စည်းယုံကြီးအတွင်ရှိအခြားသောဂုံဆောင်ဆိုင်များမှမူရေရန်၏ဆိုင်မြည်သည့်နေဖြင့်ပြုတ်သွားသည်ဖြစ်စေမိမိတို့အဖို့ဆိုင်ပြိုင်တဆိုင်ပြုတ်သွားခြင်းဖြစ်ရာအဖက်ဖက်တွင်အားနည်းနေသောရေရန်အားတဏီမဟုတ်တဏီဖြစ်နေ၏တိုက်ခိုက်၏ပျက်စီးရာပျက်စီးချောင်းကိုကြံ၏ရေရန်သည် မိခင်မိုင်မဲမှုတန်နှင့်ဖခင်ဤစိတ်ဓာတ်မကြန့်ခိုင်မှုတန်ကို အလူလဲခံရင်အိမ်တော်စုဤဒါဝင်ကို မနှံ့တနိုင်ထိုင်ပိုးနေရလေသည်ဤသို့လင်းနေလာခဲ့ရာတညနေ၌ရေချမ်းသည်ဈေးကြီးအတွင်မှဆိုင်ကိုပိတ်၍တွင်လည်းကလေးကိုတွင်ကအိမ်သို့ပြန်သွားလေ၏အိမ်သို့ရောက်လျင်အရက်မူသမားတဦးသည်အိမ်ပေါ်သို့ထလာပြီးဟဲ့ကောင်လေအရက်ပုံးဆိုင်မှာမင်းအဖေအရက်ခံရလို့လဲနေလေရဲ့ ုလာ၍ပြောသဖြင့်ရေချမ်းလဲအရက်ဆိုင်တို့အပြည့်အလွားလိုက်သွားရလေ၏အရက်ဆိုင်ရှိမြေချိုင်ထဲတွင်သွေးတန်ရေရေဖြင့်သတိလစ်မေမြော့နေသောဖခင်ကိုတွေ့လျင်ရေချမ်းသည်ရင်ရင်း၌စိုးနေနေကြီးဖြစ်၍သွားလေတော့၏ထို့ကြောင့်အကူအညီမပေးဘဲဝိုင်းအောင်ပြီးကြီးချွနေသောလူများကိုတွင်းဖယ်၍ရေချမ်းသည် ဖခင်ကိုပွေထူလေ၏ထို့သောပွေနေစဉ်တစုံတစ်ယောက်ကဟဲ့ကလေးမင်းဖေလားအင်ကိုဒီတိုင်းခုံမသွားနဲ့ကက်ကိုခေါ်သွားပြီးအမှုဖွင့်လိုက်အောင် ဟုတ်ပြရာအနိမလူရယောက်ကအမှုဖွင့်လို့ရောက်ရောက်ရင်လေဒီလူပဲနင့်နာမှာပေါ့ဗျာသူကလွင်တာပဲကျုပ်လေဒီဆိုင်မှာအရက်တောက်နေကြလူပါစပြီဖြစ်ကလေးကကျုပ်မြင်ပါတယ်မိမရကစားအကောင်လေးတယောက်နဲ့တင်ငယ်ချင်းနှစ်ယောက်လာပြီးအရက်တောက်ကြတယ်မိမရတဲ့အထိမ့်မတ်အဖြစ်တင်ငယ်ချင်းနှစ်ယောက်ကိုပြုစုတဲ့သဘောပါပဲအဲ့ဒီတင်ငယ်ကလေး၃ယောက်ကသူတို့ဝိုင်းမှာသူတို့ဘာသာတောက်နေကြတာသူတို့အချင်းချင်းလေစကားပြောနေကြတာပေါ့ဗျာ ပြောတဲ့စကားကလည်းမိမရပြီဖြစ်လို့မကြခင်ဒီမျိုးကနေမန္တလေးဖြစ်စေရန်ကုန်ဖြစ်စေညိုကြီးတမျိုးကိုပြောင်းပြီးအလုပ်လုပ်ရမယ်ဆိုတဲ့အကြောင်းပါအဲ့ဒါကိုဒီလူကဘာမဆန်ညာမဆန်နဲ့ကောင်းလေးတွေဝိုင်းကိုပြောင်းသွားပြီးမင်းလားကမိမရကစားဆိုတာအဲ့ဒီလိုမေးလိုက်တယ်အဲ့ဒါနဲ့ကောင်းလေးကလည်းဟုတ်ပါတယ်ဗျာဟုတ်ပြန်ဖြေလိုက်တယ်အဲ့ဒီတော့ဒီလူကမိဘဖြစ်လို့မိမယူရတာတော့တော်တော်ကြာမိမလင်ငယ်ယူသွားလိမ့်မယ် အဲ့ဒီလိုမစီမဆိုင်ဝင်ပြောတာဒါပေမဲ့ကောင်းလေးတွေကတောင်းပန်ပါသေးတယ်ဒီလိုကမရဘူးဗျမိမကိုမြန်မြန်ကွာပြစ်လိုက်မကြခင်လင်ငယ်ယူလိုက်မယ်ငါပြောတာမစောင့်ကြည့်ကွာဘာညာအဲ့ဒီလိုပြီးပါခင်ဗျာဘာညာဆွေကြီးနဲ့ကိုပြောတာပဲပုံပြီးခက်သွားတာကမိမရခါစားကောင်းလေးရဲ့တငယ်ချင်းနှစ်ယောက်အနဲ့မှာတယောက်ဟာမိန်းကလေးရဲ့အကိုတဝမ်းခွဲဖြစ်နေတယ်အဲ့ဒါကိုရှက်ပြီးရိုက်မယ်နဲ့မယ်ဖြစ်လို့တာပဲပထမတစ်ခါမှာ ကျုပ်ကိုယ်တိုင်ဝင်ပြီးဆွဲပါသေးတယ်အဲ့ဒါနဲ့ပြီးသွားပြီလားဒီလူကတစ်ခေါက်ပြန်ကြော့လာပြီးဟိုကောင်ကလေး၃ယောက်ကိုဟုတ်ဟုတ်တုံးနဲ့ရိုက်မယ်လို့လှုပ်တာအဲ့ဒီတော့ကောင်လေး၃ယောက်ကဝိုင်းရိုက်ပြီးထွက်သွားကြတာခုရှေလျားစွာရှင်းပြလိုက်ရအနေရှိဝိုင်းကြည့်နေကြသောလူအများနဲ့မိမတဦးကတာမျိုးအရိုက်ခရရတာနေပြီခုပြောစံကထွက်သွားလေတော့ဤရေချမ်းသည်မြင်းလက်တစ်စီးကိုငှားရမ်း၍ဖခင်အားမြင်းလက်ပြင်းတင်ကအိမ်သို့ခေါ်ခဲ့လေတော့ဤ အိမ်တို့ရောက်လျင်၎င်း၏ဖခင်သည်တရိယာရည်ဖြစ်၍ဆဲဆူနေလေတော့၏တို့ရတွင်အယက်ခံတရသောတန်ရာများမှသွေးများထွက်နေသောကြောင့်ရေရန်ကချောမွေ၍ငင်ငင်နေရန်ပြောပြလျင်တခါကစေပေကန်၌ဒရဆာကောဒုနာပြုအလုလုခဲ့ဘူးသောအဖိုးကြီးတရားကိုသွားရောက်၍ပင်ကဖခင်ဤဥကောင်းမတန်ရာများကိုစစ်တဲခိုင်းလေ၏ဒရဆာကြီးကလည်းတန်ရာများကိုအယက်ပြန်ဖြင့်တုတ်လင်း၍စေများထက်ကပတိများစီပေးပြလျင် အနာအကျင့်တသာသောဆေးပြား၆ပြားကိုဒနာရီလျင်နှစ်ပြားကြတောက်ရန်ညွှန်ကြား၍ပြန်သွားလေတော့၏ဆေးရပြည်များမကြမီ၌ပင်ဥဒန်းမောင်ကြီးသည်အိပ်ပြော်၍သွားလေတော့၏မောင်ကြီးရန်လည်းသမင်းစားမည်ဟုမြတ်မြတ်အားသမင်းခူးကိုင်းလိုက်စဉ်၌ပင် စပိန်တစည်းသည်၎င်းတို့၏အိမ်ရှိသို့လာ၍ရပြည်လျင်ပလိတ်တဦးဆင်း၍လာကဒီအိမ်ဥဒန်းမောင်အိမ်လားဟုမေးလေ၏ဒါကမောင်ကြီးရန်ကဟုတ်ပါရဲ့ခင်ဗျာကြွပါ ဟုခေါ်ရရပလိလဲအိမ်မတို့တက်လာဤအိမ်မတို့ရောက်ရင်ပလိကဥတ္တမောင်ပဲမှာလဲဟုမေယာမောင်ရည်ချမ်းကဘုရားရှင်ရှေ့တွင်အိမ်ရသောဖခင်ကြီးအားညှင်ပြလိုက်ပြီလျင်ဥတ္တမောင်ဆိုတာအဲ့ဒါပါပဲကျွန်တော်တို့အဖေပါ ကောင်းကတန်ရာကမသက်သာလို့ဆေးတိုက်ပြီးအိတ်ခိမ်းထားရပါတယ်ဟုပြောလိုက်ရပလိကဘာဖြစ်လို့တော့ဟုမေးလေဤဒေါကမောင်ရည်ချမ်းကအရက်ဆိုင်မှာအရက်ခံရတာပါတရနေပါဦးပလိကြီးရဲ့ အခုပလေကြီးကျွန်တော်တို့အင်ကိုလာတာအဲ့ဒီကိစ္စမဟုတ်လားဟုတ်မေးလိုက်လေကြီးဒေါ်ကပလေကြီးကငါလာတာအဲ့ဒီကိစ္စမဟုတ်ဘူးကွာဦးသားမောင်ရဲ့သားရွှေဘောဟုတ်ပြောလိုက်ရမြမြကဟုတ်ပါရဲ့ရှင်ကျမမောင်လေးပါဟုတ်ပြောလိုက်လေကြီးအေးအဲ့ဒီကောင်လေးကိုကတ်မှာဖမ်းထားတယ်ကလေးချင်းတန်ကျွန်နဲ့ထိုးလို့ဟုတ်ပလေကြီးကပြောလိုက်လေကြီးဒေါ်ကမြမြသည်ခြုံပွဲချ၍ငိုလေတော့ကြီးမောင်ရွှေချမ်းလဲလွင်စွာဆင်းကြီး၍သွားပြီလျင် ခက်တော့တာပဲဗျာအဖေကလည်းမြင်တဲ့အတိုင်းပဲမထနိုင်ဘူးကက်ကိုကျွန်တော်လိုက်ခဲ့ရင်ရမလားဟုတ်မေးလိုက်ရပြီလေတော့ဤအာမခံရမှာကွာမိကကလေးပဲကလေးကလေးချင်းအာမခံလို့ပဲရမလဲခမင်းပို့ကျင်တော့လာခဲ့ပေါ့ဟုတ်စကားပလေကြီးသည်ပြန်သွားလေဤဒကာရေချမ်းသည်ဂျန်ကလေးတစ်လုံးတွင်ခမင်းဟင်းများထည့်စေ၍ကက်တို့သွားရလေတော့ဤ မြမြသည်အကိုဖြစ်သူဤအဘူမိတော့နေပုံကို ကြည်ကမျက်ရည်များတွေတွေစီးကြလာလေတော့ဤရေချမ်းသည်ကတ်တော့ရောက်လျင်သန္တရီပလိတ်အားအခွင့်တောင်း၍အတွင်းသို့ဝင်ဤထို့နောက်ကတ်စီကိုပြော၍အချုပ်စီသို့သွားလေဤအချုပ်ကန်းဤသို့ရောက်လျင် အချုပ်ကန်းအတွင်းစီသို့လှမ်း၍ကြည်လျက်ရာ၎င်းဤညီရွှေဘော်ကလေးမှာအခြားသောတရကံအချုပ်သားကြီးများနှင့်အတူထိုင်လျက်ဈေးဘော်တို့ကလေးကိုအကြနာဖွာရှာရင်းအချုပ်သားကြီးတို့ဤစကားကို စိတ်ဝင်စားစွာနားထောင်နေကြောင်းတွေ့ရလေတော့ဤရှိပါစိတ်တွေပါတွေတော့တောက်တနေမှာပဲနောက်ဆိုရင်အရက်တွေပါတွေပါတောက်လာတော့မှာပဲဒုက္ခပါပဲခုရေချမ်းဒီစိတ်တွင်မှရေရွေးလိုက်လေဤတို့ရေရွေးရင်းနဲ့မင်းရေချမ်းဒီအချုပ်ခန်းတန်တဲ့အနည်းတို့ရောက်ရှိသွားလေတော့ဤတို့ကြောင့်ဟေ့ရှိပါခုရေချမ်းကခေါ်လိုက်လေတို့ကရွှေဘော်ကလက်၍ကြည်လိုက်ပြီးနောက်အကိုကြည့်ပါလားခုရေရွေးလိုက်ပြီးနောက် သူနဲ့စကားပြောနေတော့အချုပ်သားကြီးပဲတို့လက်ကဦးလေးဒါကျွန်တော်အကိုဟုတ်ရေချမ်းအညံပြရင်ပြောလိုက်လေရေချမ်းဒီတန်တန်ချမ်းမဂျန်ကလေးကိုထိုးသွင်းပေးလိုက်လေဂျိုက်မှာလက်ဖက်ရည်ဝယ်တော့ဂျန်မျိုးဖြစ်ရကအခက်ခဲမရှိပဲတန်တန်တစ်ခုအကြမ်းမဝင်သွားလေဘယ်လိုဖြစ်တာလဲရှိပေါ်ဟုတ်ရေချမ်းကမေးလိုက်လေဂေါလီရိုက်ကြရင်ရန်ဖြစ်တာဟိုဘက်လမ်းထိပ်ကနှစ်ထပ်အင်ကြီးတိတယ်မဟုတ်လား ဲ့ဒီငါအကောင်လေးနဲ့ပါခုရွှေဘော်ကပြောလေဤလေဘယ်လိုဖြစ်တာလဲခုရေချမ်းကမေးလိုက်လေဂေါ်လီရရင်ညညတာပါကိုရဲ့သူကအရန်ကြီးညင်းတယ်ညင်းနေညစ်တယ်ဒါနဲ့ကျွန်တော်ကမကစားတော့ဘူးလို့ပြောပြီးကျွန်တော်ဂေါ်လီကိုယူပြီးပြန်မယ်လို့တော့ဒီကောင်ကအေးကောင်းတယ်ငါတို့ကလည်းမင်းနဲ့မကစားခြင်းပါဘူးငါတို့အင်ကမိကောင်ဖခင်သားသမီးနဲ့ပဲကစားရမယ်လို့ပြောထားတယ်မင်းကမိကောင်ဖခင်သားသမီးမဟုတ်ဘူးမိမေကအယက်သမား မင်းအမေကလင်ငယ်နဲ့လိုက်တယ်လို့ပြောတယ်အဲ့ဒါနဲ့ကျွန်တော်လည်းစိတ်ဆိုးပြီးအနားမှာရှိတဲ့တန်ကျွန်းနဲ့ထိုးလိုက်တာပါဟုတ်ရွှေဘော်ကပြောလိုက်လေတော့ဟီအဲ့ဒါနဲ့ပြိတ်တွေကလာပြီးဖမ်းကြရအောင်ဆိုပါတော့ဟုတ်ရေချမ်းကပြောလိုက်လေဘယ်ကလာဟုတ်ရမှာလဲအဲ့ဒီကောင်လေးအင်ကလူကြီးတွေထွက်လာပြီးကျွန်တော်ကိုရိုက်ကြတယ်ကျွန်တော်ကထွက်ပြေးတော့လိုက်ပြီးဖမ်းကြတယ်မိသွားတော့နှိမ့်ဆက်ကြသေးတယ်ရက်ကွက်ကလူတွေကမနှိမ့်ဆက်ဖို့ပြောပြီးဂက်ကိုပို့လိုက်တာပါ ခုစကားတကူလုံးတွင်ရှိသောအညိုအမဲဒံယာများကိုအင်ကြီးချွေ့ပြလေတော့၏ရေချမ်းသည်အာချင်းမမြသောလူကြီးများကကလေးမြသာရှိသေးသောမိမိ၏ညီကလေးကိုဝိုင်းဝန်းရိုက်နှက်နှိပ်စက်လိုက်ကြသည်ကိုသိရလျင်ယူကျုံမရဖြစ်၍သွားလေတော့၏မျက်ရည်များရစ်ဝိုင်းလာ၏မုံမိစေရန်စိတ်ကိုအနိုင်နိုင်တင်း၍ထားရလေတော့၏နှင်းအတော်နာခဲ့မှာပဲနော်ဟုတ်ရေချမ်းက မေးလိုက်မိလေ။နာတော်ဘော့အကူရေကျွန်တော်မိတော်သွားတယ် အဲ့တော့ကြောင့်ရောက်ခွက်ကလူကြီးတွေကဇက်ကိုပို့လိုက်တာပေါ့ခုရွှေဘော်ကငိုတန်ပါကြီးနဲ့ပြောလိုက်ရာရေချမ်းသည်အလွန်ပင်စိတ်ထိတ်ကပ်၍သွားလေတော့ဤထို့ကြောင့်အချုပ်ကန်းအနည်း၌ဆက်လက်၍မနေလိုတော့ပဲငါပြန်မယ်မင်းကိုတော့မနဲ့ကြရင်အဖေလာပြီးရွေးထုတ်ပေးလိမ့်မယ်ခုရေချမ်းကပြောလိုက်လေအဖေကဘာဖြစ်လို့အခုလိုက်မလာတော့လဲကိုရဲ့ခုရွှေဘော်ကမေးလိုက်လေအဖေနေမကောင်းဘူးကွာခုမြတ်ကရေချမ်းသည်ထိုနေရာမှထွက်ခဲ့လေတော့ဤ အချုပ်ခန်းနှင့်မလံမကန်းနေရာရှိတောင်ကျောကလေးတစ်ခုသို့ရောက်သောအခါ၌လူကြီးနှစ်ယောက်စကားပြောနေတဲ့ကိုကြားရလေတော့ဤရော့ပါရာဇိုးအုပ်ကြီးရဲ့ကျုပ်ကမြင့်တန်နဲ့ပြေးတာပါလက်ထုတာမဟုတ်ပါဘူးဟုတ်လူကြီးတို့၏အတန်ကိုကြားရလေတော့ဤထို့နောက်အတန်ထွက်ပေါ်မလာပဲအတန်ငယ်ရရွေ့သွားပြီးနောက်ထိုလူကြီးကပင်တန်ကျွန်နဲ့ထိုးတဲ့တန်ရာကမများပါဘူးဆိုပေမဲ့အဆရှိတန်တော်တော်ဆိုသလိုကြောင်းသွားကြောင်းမြန်မှာဒီကောင်ကလေးကလိုက်ပြီးဒုက္ခပေးနေတယ် ဒါကြောင့်မှတ်လောက်သားလောက်အောင်နည်းနည်းတော့သုံးပေးစမ်းပါခုပြောလေခမရတို့လည်းကျင်းတဲ့အောင်လှူထားကြပြီဒီကလေးဘက်ကလိုက်နိုင်ရင်ခမရတို့တော့အမှုရောက်ရှိဖို့ရှိတယ်ခုရာဇဝအိုကြီးကပြန်၍ပြောလိုက်လေအမှုကကိစ္စမရှိပါဘူးရုံမှပြောရမှာပါသူတို့ဘက်ကမလိုက်နိုင်ပါဘူးအမေကလည်းတခြားယောက်ျားနဲ့လိုက်သွားပြီအဖေဆိုတာကလည်းအမျက်မူးနေတာသူ့ကိုဆိုတဲ့ကောင်ကလေးတကောင်ကညာစည်းရန်လမ်းပေးမှာဈေးရောက်ပြီးကျွနေရတာရုံတွေပါလေမလိုက်နိုင်ပါဘူး ဒါကြောင့်မှတ်လောက်သားလောက်အောင်ခဏနာကလေးလှုပ်ပြီးစမ်းပါဟုထိုလ်လူကြီးကပြောပြန်လေရေချမ်းသည် ကောင်းစွာ နားလေသွားပြီးဖြစ်၏မိမိ၏ညီလေးရွှေဘော်အားနှိမ့်ဆက်ပေးရန်အတွက်ရာဇဝတ်အုပ်အားတစ်ဖက်မိဘများက လာရောက်၍လက်ထိုးနေခြင်းဖြစ်၏ရေချမ်းသည်၎င်း၏ညီကလေးတို့လွန်စွာမှစိုးရင်ပူပန်၍သွားလေတော့၏ထို့ကြောင့်မြည်တို့မြေပုံပြုလုပ်ရမည်ကိုလည်းအမြန်ဆုံးစဉ်းစားကြည့်မိလေ၏တို့ရာတွင်စဉ်းစား၍မရဘဲရှိလေ၏ လူချင်းနှင့်ရာဇဝတ်အုပ်တို့မှမူဆက်လက်၍စကားပြောမြဲပြော၍နေကြလေတော့၏ရေချမ်းသည် အကြံမပေါ်ပဲရှိလေသည်စဉ်းစား၍မရဘဲရှိလေ၏ဒုလူကြီးဤယံမမိမိညီကလေးအားမြည်တို့မြည်ပုံကယ်ဆယ်ရမည်ကိုနီးလမ်းမတွေ့ပဲရှိလေ၏ထို့ကြောင့်တစုံတရာပြောဆိုခြင်းမပြုဘဲတစ်ဖက်တောင်ကျော်ကလေးတွင်ရာဇဝတ်အုပ်ကြီးနှင့် စကားပြောနေသောလူကြီးထံသို့ပြေးသွားပြီလျှင်ဓမ္မန္တလင်းဘောနထိုင်ကြကလူကြီးဤခြေရက်ကိုမိမိဤနှစ်ခုပြင်ထိကအချင်းချင်းရှိခိုးရင်း ကျွန်တော်ရှိခိုးပါတယ်ဦးလေးရဲ့ကျွန်တော်ညီလေးဟာနာလာပါပြီထပ်ပြီးမလုပ်ပါနဲ့တော့ဟုတ်ပြောလေတော်တော်ပြောရင်နိုင်လဲမျက်ရည်များတွေတွေစီးကြတာလေတော့ဤမိကပဲသူလေဟုတ်လူကြီးကမေးလိုက်လေကျွန်တော်ကရှူဖို့ရဲ့အကူပါကျွန်တော်တို့မှအကူစရာလည်းမရှိပါဘူးခင်ဗျာသနာပါခင်ဗျာဟုတ်ရေချမ်းဒီငိုရွေးလက်ဟုတ်ချေကပြောလေတော်ကလူကြီးဒီမျက်နှာကြီးညီမျက်လာပြီလင်းဖေးစမ်းကွာဟုတ်စောကမိမိအေးခြေရာကိုရုပ်လိုက်လေဤ ရုပ်သည်ဆိုတော်လဲရုပ်ရုပ်ရုပ်ချင်းမဟုတ်ကံ၍ရုပ်လိုက်ချင်းဖြစ်၏ထို့ပြင် ရေချမ်းအားရွေပြင်လဲထွေကနေထွေလိုက်ပြီးရင်ထွက်သွားလေတော့၏ထို့လိုကြီးဤရေများသည်ရေချမ်းဤပါပြင်ပေါ်မှစီးကြလျက်ရှိလေ၏ထို့ကားရေချမ်းသည် ရာဇဝအုပ်ကြီးဤခြေရောက်ကိုနှစ်ဖူးဖြင့်တိုက်၍ကြော့ပြန်၏မိမိညီကလေးအာသနာယံအာသနာခံလေ၏တို့ရတွင်ရာဇဝအုပ်ကြီးကဂတ်စီအခေါ်ကစီးကြီးဒီကောင်လေးကိုခေါ်သွားရမြား ခင်ဗျားတို့ကလည်းဘယ်နှခါပြောပြောမှတ်မထားဘူးအချုပ်ခန်းသားကိုအပြင်းလူမလာပါစေနဲ့ဆိုတာနားမတော်ကြဘူးဟုတ်ဂျေမောင်းလိုက်ရဂတ်စီကြီးသည်ရေချမ်းထံသို့လာပြီလင်ရေချမ်းဤလက်ကိုဆောင်ရွက်ဆွဲကဟဲ့ကောင်လာခဲ့ဟုတ်ဆိုပြီလင်ဂတ်အပြင်းသို့မောင်းထုတ်လိုက်လေရေချမ်းသည်ဂတ်အပြင်းထွက်ရကဂတ်ဘက်အချုပ်ခန်းရှိရာသို့ငိမ်မော်ရင်းငူငူကြီးရပ်၍နေလေတော့ဤထိုလူကြီးထွေးပြစ်ခဲ့သောသရွေကလကောင်းဤပါပြင်ပေါ်၌စီကြနေစေရှိသေး၏ ထိုနာကြည့်ဝေယအဖြစ်ပြက်သည်ရေချမ်းဤနုနယ်သောနှလုံးသား၌တံပူဖြင့်ကတ်လိုက်ပြီးတကယ်တို့ဆွဲထင်၍သွားလေ၏ထိုနုနယ်သောနှလုံးသားသည် စတင်မာကြောရန်အတွက်အပေါ်ရည်တင်းသွားသည်ဟုလဲဆိုနိုင်၏ရေချမ်းဤနှလုံးသားသည်ဤသို့လျှင် မကြာခဏအပေါ်ရည်တင်းခြင်းတို့ဖြင့်ကြုံတွေ့ကြရလေ၏မိခင်ဖြစ်သူသည်ဖခင်နှင့်မိမိတို့မောင်နှမ၃ယောက်ကိုပြစ်ထားခဲ့ပြီးအခြားတစ်ပါးသောယောက်ျားနှင့်လိုက်သွားသည်ဟုကြားရစဉ်ကလည်းဤသို့လျှင် ခြေခွဲဝန်းနေကြရဤဤသို့လျှင်အပေါ်ရည်တင်းကြရဤငပြောသည်ဆိုင်မဥပါတောင်းကြီးကစောကမကပြုလိုက်စဉ်ကလည်းဤသို့လျှင်ခြေခွဲကြရဤနှလုံးသားသည် အပေါ်ရည်တင်းကြရဤတဖက်ဆိုင်ကိုမျက်နှာလုံးမျက်နှာရဖြင့်ဂူလီတာလေက ရန်လုစဉ်ကလည်းဤသို့လျှင်နာကြည့်ကြရဤ၎င်း၏နှလုံးသားသည် အပေါ်ရည်တင်းကြရဤ ဧရန်ဤနှလုံးသားကနေ့စဉ်လိုပင်နာကြည့်စရာတခုမဟုတ်ရင်တခုအတွက်နာကြည့်ကြရလေမြည်သည့်အရာနှင့်တူသည်နည်းဆိုမူလှည့်ပြီးစားထမင်းရည်သည်ပြင်ပမှတိုက်ခတ်လာသောလေကြောင့်ပြော့ရာမှတဖြည်းဖြည်းအပေါ်ရည်တင်းကမာကျော်၍လာပြီးတကဲ့သို့ဧရန်ဤနုနယ်သောနှလုံးသားသည်လည်းလောကရန်ဤတိုက်ခတ်မှုကြောင့်တဖြည်းဖြည်းချင်းအပေါ်ရည်တင်းလာသည်နှင့်ဒူလီတော့ဤအမှန်စင်စစ်ဧရန်ကအပြစ်မဲ့သောငွေကလေးဖြစ်၏ တို့ရာတွင် လောကသည်၎င်းအပြစ်မဲ့သော လူငယ်ကလေး၏အပေါ်၌ဒုက္ခများ ဝန်းနေခြင်းကြေကွဲဝေရာများနာကြီးဝေရာများစသောအနိဋ္ဌာယုံများနှင့်ဖြစ်စီပေးလျက်ရှိလေ၏ဤလောကကြီးကရက်ဆက်ခြင်းမကရက်ဆက်လာပြီးတော့သည်ဥဒမောင်ဝိလေခြင်းလောနောက်တစ်ရက်တွင် ရေချမ်းသည်ဖခင်ကြီးအားခေါ်၍ဂတ်သို့သွားလေ၏တို့ရာတွင်ကဝင်းအတွင်သို့ပင် ဝင်ခွင့်မရဘဲကဝင်းအပြင်၌မတရရွေ့နေရလေ၏ ေရန်ဒီစန္ဒရီဆောင်သားပလေကြီးအနည်းတို့ကခါကျွန်တော်ညီလေးအတွေ့အမခံမလို့လာတာပါကျွန်တော်အဖေလေးပါပါတယ်ခုပြောလိုက်ရစန္ဒရီပလေကအေးဟုတ်တယ်ကွာမင်းတို့ကဝင်ခွင့်မပေးရဘူးလို့မှားထားလို့ဝင်ခွင့်မပေးတာကွာခုပြောလေဘကရေရန်အေးဖခင်ဦးတန်းမောင်ကဟေ့ကမင်းကငါ့ကိုလူအအောင်မိတ်လို့လားမင်းကငါတခုမေးမယ်ငါတို့ကအခုအမှုတခုတိုင်ရင်လေအဲ့ဒါဝင်ခွင့်မပေးနိုင်ဘူးလား ဟုတ်ခန်းကောင်းကောင်းမေးလိုက်ရာစန္ဒရီကဒီလိုဆိုလဲဝင်ပေါ့ဗျာဟုတ်ပြောလိုက်လေဒေါ်ကဥသားမောင်ကြီးသည်ရေရန်ဤလက်ကိုဆွဲ၍ဒါငါသားဟုတ်သောကကတ်အတွင်းတို့ဝင်လေအဖေရဲ့အမှုတွေထထုတ်ကုန်ပါဦးမယ်အရရမလုပ်ပါနဲ့ခုရေချမ်းကပြောလိုက်လေမင်းကလည်းကွာမကြောက်စမ်းပါနဲ့ဒီအလုပ်တွေက အဖေလုပ်လာခဲ့တာပါဟုတ်ဦးသားမောင်ကြီးကပြောလိုက်ရာရေချမ်းဒီအံအားတင်သောမျက်နှာဖြင့်၎င်း၏ဖခင်ကိုမော့ကြည့်လိုက်လေ တော်တော်မောကြီးလိုက်ပြီးနောက်ဒီအလုပ်တွေအဖေလုပ်လာခဲ့တာဟုတ်လားဟုတ်မေးလိုက်လေဒါပေါ့ကွာအဖေလုပ်လာခဲ့တဲ့အလုပ်တွေပဲဟုတ်ဦးသားမောင်ကပြန်ပြောလေဒီပလေးလုပ်တွေကို အဖေလုပ်ဘူးတယ်ဟုတ်လားဟုတ်ရေချမ်းက မေးပြန်လေဟုတ်ပါတယ်လူလေးရဲ့အဖေရာဇဝတ်ဥက္ကထွက်လာခဲ့တာပါမိအမေနဲ့အိမ်တော်ကြပြီးမင်းကိုမွေးတဲ့နေ့မှာပဲအဖေအလုပ်ကထွက်ခဲ့တာဟုတ်ဦးသားမောင်ကပြောလိုက်ရရေချမ်းကဘာဖြစ်လို့ထွက်ခဲ့ရတာလဲ ရာဇဝတ်ဆိုတာဘယ်တော့ဂုံရှိတယ်လဲအဖေရဲ့ဒါနဲ့အဖေဒီကမှရှိတဲ့ရာဇဝတ်အုပ်ကြီးနဲ့အဖေတိမပေါ့နော်ဟုတ်မေးလေပြောပြရင်တိမပေါ့ကွာဟုတ်အတန်းမောင်ကြီးကဖြေလေဟန်ကြတာပေါ့အဖေရဲ့ဒီကရာဇဝတ်အုပ်ကြီးနဲ့အဖေနဲ့တိရင်ရွှေဘော်လေးအနှိမ့်ဆက်မခံရတော့ဘူးပေါ့ဟုတ်ရေချမ်းကပြောလိုက်လေဤတော့နေမဲ၎င်းတို့သာပတ်ဒီဂါစီဤဇပွဲတို့ရောက်ရှိသွားလေတော့ဤတော့ကဂါစီကဘာကိစ္စလဲဟုတ်လေတန်ခတ်မမာနဲ့မေးလိုက်ဤ ကျုပ်သားလေးရွှေဘော်အတွက်အမခံဖို့လာတာပါဟုတ်ဦးသားမောင်ကပြေလိုက်ရာဂတ်စီကအမခံမပေးနိုင်ဘူးခံရတဲ့ကလေးဘက်ကစိစာကိုစောင့်ရအောင်ပဲဟုတ်ပြောလေဒီလိုပါစီကြီးရဲ့ကျုပ်လက်ပလိအဖွဲကလူကောင်းတယောက်ပါတာစီကရာဇူးအဟောင်းတယောက်ပါ ကို့အချင်းချင်းကူညီပါဗျာဟုတ်ဦးသားမောင်ကပြောလိုက်ရာဂတ်စီကတာစီကဟာနောက်ဆုံးနေခဲ့တဲ့ကပ်ပဲလားမင်းသိယူတာဘယ်တော့ကြာပြီလဲဆရာ ဟုတ်မေးလိုက်လေဤ ဟောဒီကလေးတသက်ပါပဲဟုဇောကဥသမောင်ကမောင်ရွေချမ်းဤပခုံးကိုလက်ဖြင့်ပုတ်၍ပြလေ၏မောင်ရွေချမ်းမှလည်းဂက်စီကြီးကဆရာဟုခေါ်လိုက်ခြင်းကြောင့်လွန်စွာကျဉ်းနှဲ့၍သွားလေတော့၏စိတ်တွင်၌လည်းတို့အဖေကလည်းဘယ်ခေလိုလဲဟုတွေးမိရင်းသဘောကျ၍သွားလေတော့၏ဒါဖြင့်ယင် DSB မစ္စတာဖော့စကာကိုဆရာမိသေးတာပေါ့ဟုတ်ကဲ့ဆေးကမေးမြန်းလေမိပါတယ်ဟုတ်ဦးတမ်းမောင်ကဖြေလေဤတို့ချိန်မှာပင် ရာစုအုပ်ရောက်ရှိလာလေဤ ထိုရာဇုအုပ်မှာယမန်တွေကအမှုတရားမှလက်စားထားသောရာဇုအုပ်ဖြစ်၏ကစီးသည်ထိုရာဇုအုပ်အားဆရာဟောတာတရားခံရွှေဘော်လေးရဲ့အဖြစ်ပဲပြီးတော့ဒီဆရာကြီးကလည်းတာစီကက်ကရာဇုအုပ်ဟောင်းတူပဲဆရာခုမိတ်ဆက်ပေးလိုက်လေဒါကရာဇုအုပ်ကြီးကဥတ္တမောင်ကိုတေးသေးချာချာကြည့်ပြီးလင်အခုဘယ်ကမှလဲခုမိတ်လိုက်လေကျုပ်စားပစ်တယ်မှမရှိတော့ပါဘူးခုဥတ္တမောင်ကပြန်၍ပြောလေပြင်းစင်လားမဖြစ်နိုင်ပါဘူး ငါစင်ကနေပြပြီးမှပြေးတာမဟုတ်လားဟုတ်ရာဇဝအုပ်ကြီးကမေးလိုက်လေပင်စင်မဟုတ်ပါဘူးဗျာ this me အထုတ်ခံရတာပါ ဟုတ်ဦးသားမောင်က မဖြည့်ချင်းဖြည့်ချင်းဖြည့်လိုက်လေဘာကိစ္စလဲဟုတ်ရာဇဝအုပ်ကြီးကမေးပြန်လေ bravery လက်စမှုပါဟုတ်ဦးသားမောင်ကဖြည့်လိုက်ရင်ရာဇဝအုပ်ကြီးကမေပြုံးကလေးပြုံးလိုက်လေဟုတ်ပါတယ်ဗျာရှိကပလိတ်ရရှိတွေဟာခံရရင် bravery လက်စမှုကြီးပဲ ဒီကိမှာတော့ပြိပ္ပတ်မှာဒါမျိုးမရှိတော့ပါဘူးခုလဲရာဇဝအုပ်ကြီးကအသားယူ၍ပြောလိုက်လေဟုတ်မှာပါခမညာဟူဦးတန်မန်ကစိတ်တွင်မှမယုံကြည်သော်လည်းယုံကြည်ဟန်ဖြင့်ဖြေလိုက်လေအမခံပြဖို့ခက်တယ်ဗျာစေစာကိုစောင့်ရအောင်မယ်တစ်ဖက်ကလည်းဆရာဝန်စီကိုဝင်ပြီးပူးနေတယ်ကြုတ်နေနဲ့အကြံပေးရင်တာကတော့ခံရတဲ့ကလေးမိဘများစီသွားပြီးခမညာကိုယ်တိုင်ဝင်ချတောင်းမှန်ပါဒါကလည်းပြီးမရှိတော့ဘူးခမညာဟုတ်ရာဇဝအုပ်ကြီးကပြောလေဒီလိုဆိုရင်ဗျာ ကျွန်တော်တာကလေးနဲ့တွေ့ခွင့်ပေးပါခုဦးသားမောင်ကပြောလေတို့ရတွင်ရာဇေအုပ်ကြီးကကောင်းကိုတွင်တွင်ခါလေးရဲ့အဲ့ဒါကတော့မဖြစ်နိုင်ဘူးဗျာဘယ်နည်းနဲ့မှတွေ့ခွင့်မပေးနိုင်ဘူးခုပြောကထွက်သွားလေတော့ဤထွက်ကကဆေးကလည်းအကောင်းဆုံးကတော့ကလေးမိဘတွေစီသွားပြီးတောက်မှမဆရာရဲ့ပြီးတော့ဆရာကိုအချင်းချင်းမပြောလိုက်အောင်ပဲဒီကိစ္စကမလွယ်ဘူးဆရာကျွန်တော်တို့ရာဇဝအုပ်ကခံရတဲ့ကလေးမိဘတွေစီကစားထားပြီးပြီဟုတ်ပြောလိုက်ရဦးသားမောင်ကဗျာ ဟုလွတ်ကလေးအော်လိုက်မိပြီလေမျက်လုံးအစုံမမျက်ရည်များစီးကြလာလေတော့ဤတို့တော့ကစီဘက်သို့လဲကဒီရာစုအုံနာမီဘယ်သူတဲ့လဲဟုမေးလိုက်လေဥသမောင်လို့ခေါ်ပါတယ်ဟုကစီကဖြေးလိုက်လေအလိုလေကျုံနေနန်းမီချင်းတူနေပါလားစီကြီးရဲ့ခမဆရာကိုပြောလိုက်ပါဝိဇ္ဇရာတိတ်ပြီးကြောက်ဖို့ကောင်းတယ်လို့ကျုပ်လေလွန်ခဲ့တဲ့15နှစ်လောက်တုန်းကအဲ့ဒီလိုပဲ ကလေးချင်းရံဖြစ်တဲ့ကိစ္စမှာမျက်နှာကြီးတဲ့ကလေးဘက်ကလိုက်ပြီးမျက်နှာငယ်တဲ့ကလေးကိုနှိမ့်ဆက်ခဲ့တာအဲ့ဒီကိစ္စမှာလက်စားခဲ့ပါတယ်ဗျာအဲ့ဒီဝီကျွေးတွေအခုကြုတ်ခံရပါပြီစီးကြီးရဲ့ဆရာကိုအဲ့ဒါကလေးပြပြလိုက်ပါဟုတ်ဦးတမန်ကပြောဆို၍မောင်ရည်ချမ်းဤလက်ကိုဆွဲကာကဝင်းအမြင်တို့ထွက်ခဲ့ရတော့ဤကဝင်းမြင်တို့ရတော့ကမောင်ရည်ချမ်းကအဖေလေဒီရာဇွေးအုပ်ကြီးလိုပဲပတ်စံရှိတဲ့ကလေးမိဘတွေပြီးတဲ့ပတ်စံကိုယူပြီးပတ်စံမရှိတဲ့ကလေးကိုညှစ်ခတာပေါ့နော် ခုမေးလိုက်ရဥသံပောင်ကဒါပေါ့သားရဲ့အဲ့ဒီတော့ကအဖေကမင်းတို့အမေနဲ့ရကသားကွယ်မင်းတို့အမေကိုစိတ်နှကဆင်ရှင်လို့ကွယ်ခုပြောလိုက်လေဒေါနာ၎င်းတို့သားပါသည်ဂဝင်းအပြင်၌အကြကြီးရက်နေကြလေတို့တို့ရက်နေစဉ်တွင်မောင်ရည်ချမ်းကအဖေအဲ့ဒီတော့ကလက်စားပြီးသူများသားသမီးကိုဒုက္ခပေးခဲ့လို့အခုအခါမှာဝှက်လိုက်တာပေါ့နော်ဟုတ်ပြောလိုက်ရဖခင်ပြည့်သူဦးသားမောင်ကဒါပေါ့သားရဲ့ ကာလဝိပန်နောက်ဖို့တယ်လို့ဆိုတယ်ကွခုဖြေလိုက်လေအဖေဝိလိုက်တာတော့ဟုတ်ပါပြီသူများသားသမီးကိုဒုက္ခပေးရတာကိုရှင်ဘောကဘာဖြစ်လို့အချုပ်ခံရတာလဲသူကဘယ်လိုအကြောင်းလဲဝိလိုက်ရပြန်တာတော့ဟုတ်မောင်ရွေချမ်းကမေးပြန်လေဒါတော့အဖေလည်းမပြောတတ်ဘူးကွဟုတ်ဦးတန်းမောင်ကပြောလိုက်လေဒါကမောင်ရွေချမ်းကဒါတို့ထားလိုက်ပါတော့ဖေရဲ့ ဟိုကောင်လေးရဲ့မိဘတွေစီသွားပြီးတောင်းပန်ကြပါစို့ရှီခိုပြီးတောင်းပန်မှာကြည့်မယ်ဆိုရင်လည်းရှီခိုပြီးတောင်းပန်ကြတာပေါ့ရှူဘော်လူဘုတ်ကအရေးကြီးတယ်မဟုတ်လားခုပြောလိုက်လေဦးတန်မောင်ဒီမောင်ရည်ချမ်းဤမျက်နာကိုကြည့်လိုက်ထို့နောက်သိကြပါသားရဲ့အဖေကြည့်လက်အောင်တောင်းပန်ပါမယ်ခုဂရီပေးလိုက်လေရည်ချမ်းဒီရွှေဘော်အားပြောပြထားသဖြင့်တန်ရှင်ဖြင့်အထုခံရသောကလေးဤအိမ်ကို ကောင်းစွာသိလေထို့ကြောင့်ဒေါ်အိမ်စီတို့ဖခင်အားခေါ်သွားလေတော့ဤ တွင်တို့ရောက်လင်းရေရန်တို့သာဖသည်မရေတရေနှင့်မင်းဝင်လေ၎င်းတို့သည်ကြံပြင်း၌ကြုံကြုံယုံယုံကလေးထိုင်နေကြလေ။အင်းရှင်ယောက်ျားနှင့်အင်းရှင်မိန်းမကလေးဤမိဘများသည်ထွက်လာကြပြီလင်အင်းရှင်ယောက်ျားကြီးကဘာကိစ္စလဲ။ခုမေးလေ။ဒေါကဥသံမောင်ကထိုသူဤခြေတော်အနီး၌ဥကန်းကိုချ၍ကြော်ပြီလင်ကျွန်တော်သားတွေတောင်းမဖို့လာတာပါ။ခုပြောလေ။ရေချမ်းမှလည်းဖခင်ဤနေသူကြော်လေ။ ဘဂအင်ရှင်ယောက်ျားကြီးဤမျက်နှာသည်ဤမျက်လာပြီလျင်ဒီလိုနဲ့ကျဉ်တယ်ရိုးလားဗျာဟုပြောလေထိုကျဉ်တဲ့မှာပင်ထိုလူကြီးဤသားကလေးသည်စော့ကစားရင်းပြေး၍လာလေဟေရန်သည်ထိုကလေးကိုကြည့်လိုက်ရာရွှေဘောတန်ကျင်ပြင်ထိုး၍လက်မောင်းတွင်ပေါက်နေသည့်အနေငယ်များသောဒဏ်ရာကိုတွေ့ရလေထိုဒဏ်ရာမှာစတင်၍ကျက်စပြုတ်နေပြီလျင် အနာဖေးပင်တက်နေပြီဖြစ်ထိုကလေးသည်ဦးတန်းမောင်နှင့်ရေချမ်းတို့အားရွှေဘော၏အဖေနှင့်အကူမန်းသည့်လျင် ခွေးကောင်တွေဟုဆိုကခြေသားအပြင်ကန်ဤရေချမ်းဤရင်ဘက်ကိုစ၍ကန်ဤထို့နောက်ဦးတန်းမောင်ဤရင်ဘက်ကိုကန်မြန်ဤတမ္မာသားရဲ့ဟုဦးတန်းမောင်ကပြော၍ကလေးကိုချော့ရာထိုကလေးကဘာသားလဲခမည်းတော်မဟုတ်ဘူးခမည်းကအယက်သမားခမည်းမိမကလင်ငင်နဲ့ပါသွားပြီသွားသွားထွီထွီဟုပြောစကားတရွေပြင်းထွေးလေရေချမ်းဤရင်တွင်စွန့်နေနေကြီးထိ၍သွားလေကလေးဤမိပါမြမှာလဲမိမိဤကလေးက ဤမြအထိရိုင်းပြစွာကနေပါလျက်မလုံနဲ့ဟုပြောပါမရကြည်၍ကောင်းသည့်အလားကြည်နေကြလေ၏။ကဲပါခင်ဗျာဒါတော့ဆိုရင်ကျင်းတ်ပါတော့ကျွန်တော်သားလေးကိုချမ်းသာပေးပါဟုဥဒမောင်ကတောင်းပန်တော်လဲကလေးဤဖခင်ကမရဘူးဥပဒေတိုင်ဖြစ်လိမ့်မယ်ခင်ဗျားတို့သွားကြပါနောက်ကိုလည်းမလာပါနဲ့ဟုမောင်းထုတ်လေ၏၎င်းဤသားကလေးကလည်းသွားသွားအမျိုးရုပ်တွေဟုဆိုကားဆဲဆို၍ဥဒမောင်ရဲ့ရေချမ်းကိုခြေရာဖြင့်ကံမြန်လေ၏ ထို့ကြောင့်၎င်းတို့သာဘသည်ထိုရိုင်းပြသောအိမ်မှဝန်းနေကြေခွဲစွာ ထွက်ခဲ့လေတော့၏ထို့သောထွက်ခဲ့ရာတွင်ရေချမ်းဤနုနယ်သောနှလုံးသားသည်လောကရန်ဤတိုက်ခတ်မှုကြောင့်အပေါ်ရေတင်းသည့်ထက်တင်း၍လာပြန်လေတော့၏လမ်းသို့ရောက်သောအခါ၌ဥတ္တမောင်ကဒီတစ်ခါဖြင့်ခက်ကြပြီလူကလေးရေဟုတ်ပြောဆိုလိုက်ရာရေချမ်းသည်ငိုကြွေးလေတော့၏ရွှေပေါ်လေးတော်ဒုက္ခပါပဲအဖေရေဟုတ်လဲရေချမ်းသည် မကြာခဏရေရွက်လေ၏ ်အင်းတို့ရသောခါ၌များများသည့်ဖခင်ဖြစ်သူအားအဖေရှိပေါ်လူခုနီးပြီလားဟုမေးလေ၏နင့်ကိုယ်သာမိကြည့်ပါတော့သမီးရဲ့ဟုဥဒမောင်ကပြောလိုက်ရာများများသည့်ရေချမ်းအားမိလေတော့၏ရေချမ်းကအကျိုးအကြောင်းအပြည့်စုံပြောပြသောခါ၌များများလည်းငိုလေတော့၏ငိုရနိုင်လဲရိုးရိုးမငိုပဲအမီသမီးတို့ဖြစ်ကိုလာကြည့်နိုင်ပါဦး ဟုမိမိတို့အပေါ်၌စိန်ကားရက်ဆက်စွာ ပြစ်ခွာထွက်သွားသော မိခင်ဖြစ်သူမစိန်ကားကြီးအားတ၍ငိုလေတော့၏ဤကြမှာမူပြတင်းပေါင်းမအပြင်သို့ငိတ်ကြည့်ရင်းလောကရန်ဤအညာအတာကင်းမဲ့ဘုံကို တွေ့တော့ကမျက်ရည်များတွေတွေကြဆင်းလာလေတော့၏ဤကြတို့သားဖလေးရောက်အပေါ်၌စနေယောယာဟုယောအင်္ဂါဘာမကြံဂျိုဇိုဟုသမ ्या တို့သည် PC နှိမ့်ဆက်နေသည့်အလားရှိလေတော့သည်ဟုတ်ကဲ့ပါခင်ဗျာ ိုင်ဆရာဆရာကြီးမင်းသိန်ခါဤစာပလင်းနေမောင်နေညကျွန်းသာဘောကမြောက်သုံးကောင်းဆိုတဲ့ဝိတုဇာဟုတ်ကိုအပိုင်းရှိနေဖြင့်ဆက်လက်ဖက်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေသူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲယေစုများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းကိုမှရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ပုံမြတ်ထင်ပါခင်ဗျာ